င်္ဂလာပါရှင် Radio Veritas Asia အာရှသမတရားတံွေဌာနမှာမြန်မာဘာသာအစီအစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နာရီ6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွှင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE ဖန်များအားလုံး ။ဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း။ RVA မြန်မာဝိုင်းတော်သားများအားလုံးရဲ့ကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။မွေနေ ဓမ္မတိလဆောင်ကဏ္ဍကိုကျွန်တော်ဂျုံဝင်းစောထုံးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ6ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်များကတော့ပမော်မြို့မှာရဲမြင့်သိန်းမော်ရမြိုင်မြို့မှာတိန်သိန်းညွန်စကိုင်းမှာမအောင်ကျော်မူဟင်္ဒရာမြို့မှာမနှင်းလေဝင် ပြင်းဦးွယ်မှာမကျင့်ကျင်ဝင်စင်ချိုးတဲ့တီလာချင်းအစင်ကိုင်းမှာစရီစပယ်ချစ်ပုံး န္တလေးလာဝန်းအိမ်တောင်ပြားတမ်းမှဒဲနစ်ဦးပြင်းတွင်နောက်ခံကြီး PTE ကုကံမှချာဝိုက်ကောတာဒနာမှပါလာဆိုင်မွန်ပလူးတယ်မိုးပြဲမှဂျူလီယန်ရှိုင်ထက်အောင်စကိုင်းတိုင်းရွတ်တကြီးမှဝင်းစော်တို့ပဲဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ6ရက်နေ့မှာကြာရောက်တဲ့မွနီရှင်များ ကြည့်ရှုနာချင်းအပေးနေသူများ တောင်းဆိုထားကြသူများအားလုံးပေါ်အပါဖျားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များ စတဲ့တဘူတူ၍ခံစားရပါစေကြောင်းအချက်သမားတရားမြန်မာပိုင်းစီစဉ်မှဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူ ကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်းတောင်းဖေးရင်တည်တန့်ရှင်နော်ဖောစီတီဆိုထားတဲ့မာရီယာဘွဲ့နာမတော်ဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ် ာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမြတ်တာ။အိုတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကိုအမြဲမပြတ်စောင့်ရှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏ ိုရောရှင်မှလွဲ၍ညီတိအရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေတော်မူပါလိုအပ်နေသော စေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ။သာသမီတို့၏ဘဝနေထိုင်မှုတွင် အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့် အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ။ပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါ။မိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတာယာဝါပြောသောနိုင်ငံအသစ်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ချစ်လာစွာတော့ညီကိုမွန်မပေါင်းတို့ဒီကနေ့ဟာအော်တိုဘာလ6ရက်နေ့2025သတင်းလာနေဖြစ်ပါတယ်ဒီကနေ့ကက်သလစ်ဘာသာသူများအတွက်ထောက်ရှုရမယ့်ချမ်းချက်တွေကတော့ပထမချမ်းအနေနဲ့ Prophet Jonah အခန်းကြီး1အငယ်1ကနေအခန်းကြီး အငယ်တမနှင့်စသစ်ဖြစ်ပါတယ်။အင်္ဂလိပ်ကျမ်းအနေနဲ့ရှင်လူကာခန်းကြီး30အငယ်25ကနေ39ဖြစ်ပါတယ်။ဒီကနေ့ရဲ့ပထမကျမ်းမှာဖိယားကပရောဖက်ဂျောနာကိုတီးတမစ်ရှင်ဖြစ်နိနေဝေမြို့ကိုဆ ెల ုခဲ့ပါတော့လေ။ပရောဖက်ဂျောနာကမသွားဘဲသားရှိဆိုတဲ့နေရာကိုထွက်ပြေးဖို့ကြိုးစားခဲ့ကြောင်းတုတ်တော်ဖိယားရဲ့စီမံကိန်းမှထွက်ပြေးမလို့မြောက်နိုင်ခဲ့တဲ့အကြောင်းဖတ်ရှုရပါတယ်။ ထောက်ရှုဆရာအချက်အနေနဲ့နိနိဝေမြို့ဆိုတာကကျွန်တော်တို့တဦးစီအတွက်ဘာပြီးဖြစ်မှာလဲအခက်ခဲတွေစိန်ခေါ်မှုတွေမတွားချင်တဲ့နေရာတိဒတွေတာဝန်မယူလိုတဲ့လုပ်ငန်းတွေတွဲမလုပ်ချင်တဲ့ပုံကူတွေစသည်ဖြင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တစ်ဖက်ကနေသားရှိဆိုတဲ့နိ Prophet Jonah တွားလိုတဲ့နေရာကြတော့ဘာပြီးဖြစ်မှာလဲအခက်ခဲစိန်ခေါ်မှုတွေမှလူမြောက်လူချင်း ရှောင်လွဲလိုခြင်းငင်းပယ်လိုခြင်းမိမိအတွက်တက်တာရာတက်တာကြောင်းရှာလိုခြင်းအဆင်ပြေတဲ့နေရာဒေသတွေကိုသာသွားလိုခြင်းအဆင်မပြေတဲ့သူတွေနဲ့လက်တွဲအလုံးမလုံလိုခြင်းစသည့်စသည့်ဖြင့်ဖြစ်မှာပေါ့တို့တော့ဖျားသခင်ရွေးချယ်ခေါ်တော်မူထားတဲ့ပုဂ္ဂိုလ်တဦးစီတဦးစီဟာမိမိရဲ့ဆန္ဒထက်ဖျားရဲ့အလိုတော်တိုင်း မတော်ချင်ပါတော့လဲတွားတင်တဲ့နေရာမလောက်ချင်ပါတော့လဲလှုပ်တဲ့လုပ်ငန်းမပောင်းချင်ပါတော့လဲပောင်းတဲ့ပုဂ္ဂိုလ်မဟောချင်ပါတော့လဲဟောတဲ့တရားဖြစ်ပါကအတုံးတော်ခံရမည်ဖြစ်ကြောင်းဒီကနေ့ရဲ့ပထမဂျမ်းကနေထောက်ရှုရပါတယ်ဒီကနေ့ရဲ့အင်္ဂလိပ်ဂျမ်းမှာဂျမ်းသဆရာတဦးကကိုရောကိုဆူဆန်းလို့တဲ့အတွက်ဆရာသခင်ထာဝရအသက်ကိုပန်ဆန်းရမိဒီအရာကိုပြုရပါမည်လို့မေခွန်းမေးပါတယ် ပညာချမ်းသာမိခဲ့လို့ရေးသားထားတယ်လို့ပြမေးတဲ့အခါသူကတင်းရဲ့ရှင်ထာဝရဘုရားသခင်ကိုတင်းစိတ်နှလုံးကျင်းမဲ့စိတ်ထားရှိသည်။ညာဆွမ်းရှိသည်။ချစ်လို့တင်းနဲ့နီးစပ်တော်သူကိုလည်းတင့်ကိုကိုတင်းချစ်တဲ့အတွက်ချစ်လို့ဟုရေးသားကြောင်းပြန်ဖြေတယ်။အဲ့ဒီအခါမှာကျွန်ုပ်နဲ့နီးစပ်တော်သူဆိုတာကဘယ်သူလဲလို့မိမိကိုကိုမိမိကြင်ကြံခဲ့တဲ့အပေါ်မှာအခြေခံပြီးတော့ပြန်မေးတဲ့အခါယေရှုကเยรูซาเล็มမြို့မှာเจริโก မြို့တို့သွားတဲ့ခရီးတဲ့တယောက်လမ်းခရီးနဲ့တမျှတိုက်ခံရပြီးတေလူမျိုးပါအချင်းနေလိုက်ထားခဲ့တယ်။ထိုခရီးအတိုင်းလာတဲ့ယဟန်တပားကသူ့ကိုမြင်တဲ့အခါလမ်းရဲ့အခြားတစ်ဖက်မှာရှောင်သွားခဲ့တယ်။ထိုနေ့တူလေဝိဆိုတဲ့ပုဂ္ဂိုလ်လာတဲ့ခါမှလည်းလှုပ်ခဲ့တယ်။တော့သမာရိတန်လို့ပြောတဲ့ဂျူးလူမျိုးများရဲ့ယန္တူဖြစ်တဲ့သမာရိတန်တယောက်က သူကိုမြင်တဲ့အခါကရုဏာတက်သဖြင့်ဒံယာကို စီနဲ့စပိရဲ့လောင်းပြီးအခုနဲ့ချီပေးတယ်မြေပေါ်မှာတင်ပြီးတက်ခုခန်းကိုခေါ်တော်ပြုစုပေးခဲ့တယ်။နောက်တနေ့ဒေနာရီနှပြထုတ်ပေးသည့်ပြင် ကုံချစရိတ်သမျှကို ပြန်ပေးမယ်တဲ့ကတိထားပြီးတော့တွားခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့သိရတယ်။အဲ့ဒီ၃ဦးထက်ကလည်းအဘယ်ပုဂ္ဂိုလ်ကအနိစ္စဆုံးပုဂ္ဂိုလ်လဲလို့ပြီးတဲ့အခါမှာ တတိယပုဂ္ဂိုလ်ဖြစ်တယ်လို့ပြန်ဖြေခဲ့ပါတယ်။ကျွန်တော်တို့အတွက်ထောက်ရှုဆရာအချက်တွေအနေနဲ့လူမျိုးရေး၊ဘာသာရေး၊နိုင်ငံရေးခံယူချက်ချင်းမတူညီ क्वे ပြားမှုကြောင့်မိမိနဲ့နှိစတော်သူဖြစ်ခွင့်ကို မရှုံးရှုံးစေပါနဲ့။ခံယူချက်ချင်းမတူဘူးသဘောထားချင်းမတူဘူးလူမျိုးဘာသာမတူဘူးဆိုပေမဲ့လို့အားလုံးဟာကျွန်တော်တို့ရဲ့နှိစတော်သူဖြစ်နိုင်ပါတယ်။ မိမိရဲ့နေစဉ်အသက်တာနဲ့မိမိရဲ့အကူအညီလိုအပ်နေသူဟုတမျှသည်မိမိနှင့်နေဆက်တော်သူဖြစ်ကြောင်းသိမှာကာကိုညီ ဖေးမပေးဖို့ရန်အတွက်ကြိုးစားကြပါစို့စစ်မှန်သောခရစ်တော်တခင်နောက်လိုက်ကောင်းဆိုတာက စာအုပ်စာပေမှဟောပြောခြင်းထက်နှလုံးသားမှာစိတ်ထွက်လာတဲ့ကရုဏာမေတ္တာအားဖြင့်လှုပ်ဆောင်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဖြာရှင်ကျွန်တော်အားလုံးရဲ့ကြိုးစားထုတ်မှုကိုကောင်းချီးပေးပါစေ။ ဘုန်းကြီးတို့သောတာရှင်တရားကမအပေါင်းတို့အတိတရားအညာတစ်ခုကန္ဓာအလှဲ့ကျလာပြန်ပြီဆိုတော့ဒီတစ်ပတ်မှာလဲတွေးခေါ်ဆင်ခြင်မှုများကိုဆင်ခြင်တုံတရားနဲ့အညီလိလာသွားကြပါစုဖျားသခင်ရဲ့ဝိညာဉ်တော်နဲ့အဆက်ပြတ်တဲ့လူရဲ့နံဝိညာဉ်ဟာစိတ်နဲ့ခန္ဓာလွှာကိုထိုးဖောက်ဖို့ကြိုးစားနေရတဲ့ လူရဲ့နာဝိညာဉ်မှာတဘူဘောတဘူထပ်ဆင့်ပြီးတော့လူဇာတိကလိုက်လံနှောက်ရှက်ပေးနေတဲ့အတွေ့အတော်ကိုအခက်ခဲတွေ့ရပါတယ်။အဲ့ဒီအခက်ခဲကိုဘာနဲ့အောင်မြင်နိုင်တယ်လဲ။ရှင်ပေါလုတိတုစသံရေးတဲ့ဩဝါဒစာအခန်းကြီး၃အပိုက်ငယ်၅မှာငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲမိမိတနာခြင်းဂယုနာတော်နှင့်အညီ ဒုတိယမွေးဖွားခြင်းနှင့်ဆိုင်သောဖေးကျော်ခြင်းအဖြစ်၎င်းတန်ရှင်းသောဝိညာဉ်တော်ဤအသည့်ပြုပြင်ခြင်းအဖြစ်၎င်းငါတို့ကိုကယ်တင်တော်မူ၏ခန္ဓာနှင့်စိတ်အလွှာတို့ကိုထူးဖောက်ကြိုးစားနေတဲ့လူနံဝိညာဉ်ဟာဖျားသခင်ရဲ့ဝိညာဉ်တော်နဲ့ဆက်သွယ်မိတဲ့နေ့ကစပြီးကံနံကံနံနဲ့အနှောက်အယှက်ပေးနေတဲ့ဇာတိကိုလွယ်လွယ်နဲ့ အနိုင်ယူလာပါတော့တဲ့တရားနာပိဒါဒါကြောင့်ဒုက္ခပဲလောက်ရောက်ရောက်အတွင်းစိတ်ငြိမ်းချမ်းပြီးတော့အဲ့ဒီလိုပုံကိုယ်ဒီဟာပြုံးမှန်းဆင်နေနိုင်တာကိုကျွန်တော်တို့တွေ့နိုင်တယ်အဲ့တော့လူမာဇာတိပဂရိဆန်တဲ့လူနဲ့ဝိညာဉ်ပဂရိဆန်တဲ့လူလူပိန်းစကားပြောရင်တရားမကျင့်တဲ့လူနဲ့တရားကျင့်တဲ့လူပေါ့ဗျာအဲ့တော့နှိုင်းရှင်ကြည့်ရအောင်အဲ့တော့ဇာတိပဂရိဆန်တဲ့လူ တရားမကျင့်တဲ့လူမဆက်ကတ်တဲ့သူအဲသူထဲမှာဘယ်လိုဖြစ်နေလဲငါဒီဟူသော အတ္တကိုမိမိရဲ့အတ္တတာပြင်ပေါ်မှာတင်ထားပြီးတော့ဖန်ဆင်းရှင်ဘုရားသခင်ကိုဘေးချိတ်ထားတဲ့အတ္တတာဖြစ်နေတဲ့တရားနာပိကအဲ့ဒီပုံကိုယ်ထဲမှာအပြစ်နဲ့ဒုစရိုက်နဲ့ပြည်နေတဲ့အတ္တတာဖြစ်နေတယ်လုံနေတဲ့မြတ်၊ကိုင်းနေတဲ့မြတ်အလကားအချီးကြီးဖြစ်နေတယ်သူရဲ့အတ္တတာမှာဘုရားရဲ့တကူမဲ့နေတယ်လွတ်နေတယ် မှားနေနေတဲ့လမ်းထဲမှာပဲသူဟာရှောက်လန်းနေတယ်။အမြဲစိတ်ဓာတ်ကြတဲ့အတ္တတာဖြစ်နေတယ်။အမြဲစိတ်ရှုပ်ထွေးနေတဲ့အတ္တတာဖြစ်နေတယ်။စိတ်ဆင်းရဲဒုက္ခဖြစ်စီခြင်းလှိမ့်ပြီးတော့မှခံရတဲ့အတ္တတာပဲ။အဲ့ဒါဇာတိပဂတိဆန်တဲ့လူဘုရားသခင်ကိုမဆက်ကပ်တဲ့သူရဲ့အတ္တတာပါပဲတရားနာပိဋကအဲ့တော့ဝိညာဉ်ပဂတိဆန်တဲ့လူဘုရားရှင်ကိုမိမိကိုယ်ကိုမိမိဆက်ကပ်ပြီးတော့ လူတန်းအသက်ရှင်တဲ့ပုဂ္ဂိုလ်ပေါ့ငါကြီးဟူသောအတ္တကိုဘေးချိတ်ပြီးတော့မိမိအတ္တပလင်ပေါ်မှာဖန်ဆင်းရှင်ဘုရားသခင်ကို တင်ပူဇော်ထားတဲ့အတ္တဖြစ်တယ်။အပြစ်ဒုစရိုက်နဲ့ကင်းစင်ပြီးတော့ကုသိုလ်ပါရမီတွေနဲ့ကျွဲဝနေတဲ့အတ္တကျေးဇူးတော်လွှမ်းခြုံနေတဲ့အတ္တဖြစ်တယ်။အလုံနေတဲ့မြ၊ကိုင်နေတဲ့မြကိုဘုရားရှင်ဟာဥထိတ်ထားပြီးတော့ပြုလုပ်တဲ့အတွက်ပူဇော်ဆက်ကပ်ပြီးတော့လုပ်တဲ့အတွက် အရာရာ၌အရှုံးမရှိအဆုံးမရှိအမြဲတမ်းအမြတ်ထွက်နေတဲ့အတ္တတာဖြစ်တယ်အတ္တတာတစ်ခုလုံးကဖရာတကူတော်နဲ့လွှမ်းနေဖရာလမ်းမှန်တဲ့မှာအမြဲရောက်နေတဲ့အတ္တတာဖြစ်တယ်အခက်ခဲပြဿနာဘယ်လောက်ပဲရှုပ်ရှုပ်ထွေထွေအမြဲတမ်းအားတက်နေတဲ့စိတ်လမ်းဆန်းကြည်လင်နေတဲ့ဒုက္ခဆင်းရဲခြင်းတွေမှာပြုံးပန်းစဉ်ရဲ့ငြိမ်းချမ်းမှုအပြည့်ငြိမ်းချမ်းမှုအတိနဲ့ ရှေ့ဆက်ပြီးတော့လျှောက်လှမ်းပြီးတော့တသွားအဒီသွားနေတယ်ဂလာတိဩဝါဒစာအခန်းကြီး6အပိုင်ငယ်9မှ10အထိကိုကြည်ကြဆုအလွဲမယူကြနဲ့ဖျားသခင်သည်မချီမဲ့မြင်ပြုခြင်းကိုခံတော်မမူလူသည်မျိုးစေ့ကျဲသည်အတိုင်အတိနှံကိုရိပ်ရလိမ့်မည်မိမိဇာတိပဂတိ၌မျိုးစေ့ကျဲသောသူသည် ဇာတိပဂတိအားဖြင့်ပုတ်ပြက်ခြင်းအတိအနှံကိုရိပ်ရလိမ့်မည်ဝိညာဉ်ပဂတိ၌မျိုးစေ့ကျဲသောသူသည်ဝိညာဉ်ပဂတိအားဖြင့်ထာဝရအသက်ရှင်ခြင်းအတိအနှံကိုရိပ်ရလိမ့်မည်ငါတို့သည်အာမလျော့စိတ်မပြတ်ဖဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံထို့သို့တည်ကြည်၍ကျင့်လင်အချိန်တန်သောကာလ၌ အတီးအနှံကိုရိပ်ရကြလိမ့်မည်ထို့ကြောင့်ငါတို့သည်အစင်တင့်သည့်အတိုင်းယုံကြည်ခြင်းဤအိမ်သူအိမ်သားတို့၌အထူးသဖြင့်ဂျေဇူးပြုလျက်ခတ်သိမ်းသောသူတို့အားဂျေဇူးပြုကြကုန်အာ Thank you. ရမင်းကြီးလီယိုရာသီဥရုတရားမျှတမှုဆိုင်ရာ နိုင်ငံတကာညီလာခံတက်ရောက်လာသူများမိန့်ခွန်းပြောကြားခြင်းသတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ငါတို့ဤဘုံအိမ်ကဘာမြေကြီးကိုယူဆိုင်ခဲ့ပါသလားဟုဖျားသခင်ကငါတို့ကိုမေးလိုက်ပြီ။အိုရမင်းကြီးလီယိုသည်ရာသီဥရုတရားမျှတမှုဆိုင်ရာနိုင်ငံတကာညီလာခံတက်ရောက်လာသူများအားမိန့်ခွန်းပြောကြားရာတွင်ပုံရမင်းကြီး Francis ၏တဘာဝပဝင်းရှင်ဆိုင်ရာမှတ်တိုင်ဖြစ်သော လောက်တာတူစီအကြောင်းကို ပြန်လဲသုံးသက်ခါအချိန်တန်သည့်အခါငါတို့ဤဘုံအိမ်ကိုဂရုစိုက်ခဲ့ပါသလားဟုဖျားသခင်ကငါတို့ကို မေးလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်ဘုရူးနှင့်မွန်လွယ်ပိုင်းတွင်ယဟန်မင်းကြီး Francis ဤစာဂျွန်တော်ဖြစ်သည်လောက်တာတူစီ၁၀နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပုံရံမင်းကြီးလီယို၁၄ကလောက်တာတူစီလှူရှားမှုက စီစဉ်ကျင်းပသောညှော်လင့်ချက်မြင့်တင်ခြင်းညီလာခံတက်ရောက်လာသူများအားမိန့်ခွန်းပြောကြားခဲ့ပါသည် မိန်ကုန်းတွင်ယဟမင်းကြီးလီယိုကပုံရံမင်းကြီးဖရန်စစ်စ်၏စာကြောတော်အမွေနှင့်အတွက်ကျေးဇူးတင်ရှိကြောင်းဖော်ပြခဲ့ပြီး၎င်းသတင်းစကားသည်ကျောင်းများသာသနာနယ်များပညာရေးဆိုင်ရာစီစဉ်များနှင့် နိုင်ငံတကာဆွေးနွေးပွဲများကိုမြေကဲ့သို့လှုံ့ဆော်ခဲ့သည့်အကြောင်းကိုအမှတ်သားပြုပြောကြားခဲ့ပါသည်၎င်းရဲ့တည်ရောက်မှုဟာထိပ်သီးအစည်းအဝေးများဘာသာပေါင်းစုံစီစဉ်များစီးပွားရေးနှင့်လုပ်ငန်းနယ်ပယ်များအပြင်ဘာသာရေးနှင့်ဇီဝကျင့်ဝတ်ဆိုင်ရာလေ့လာမှုအထိပြန့်နှံ့ခဲ့ကြောင်း ထူးသဖြင့်ကျွန်ုပ်တို့၏ဘုံအိမ်ကဘာမြေကြီးကိုရုပ်ဆိုင်ခြင်းဟုသောဇဂဇုသည်စံနှုန်းတစ်ခုဖြစ်လာပြီးလူမျိုးပေါင်းစုံနှင့်ကဘာတိုက်ကြီးများအနှံ့ပညာရဆိုင်ရာ လုပ်ငန်းများနှင့်မြားပြည်သူဆိုင်ရာဆွေးနွေးမှုများတွင် အသုံးပြုခဲ့ကြောင်းမှတ်သားပြုခဲ့ပါသည်လွန်ခဲ့သည့်ဆယ်စုနှစ်တွင်အောင်မြင်မှုများကိုပြန်လည်အမှတ်ရနေတော်လဲဘုရားမင်းကြီးလီယိုကလောက်တာတူစီတွင်ပေါ်ပြခဲ့သည့်စိန်ခေါ်မှုများသည်ယနေ့ခေတ်တွင်လွန်ခဲ့သည့်၁၀နှစ်ကတည်းက ိုမိုသက်ဆိုင်နေကြောင်းအလေးပေးပြောကြားခဲ့ပါသည်ဤစိန်ခေါ်မှုများသည့်နိုင်ငံရေးနှင့်လူမှုရေးသာမကပဲဝိညာဉ်ရေးရာဖြစ်လဲဖြစ်ပြီးရမ်းမင်းကြီးဖရန်စစ်ကဖော်ပြခဲ့သည့်အတိုင်းစိတ်နှလုံးအသွင်ပြောင်းလဲခြင်းကိုတောင်းဆိုနေသည်ဟူ၍၎င်းစိတ်နှလုံးသည်အ내ဆိုင်ဆုံးရှာဖွေမှုပြုလုပ်ရာမိမိ၏အရင်းအမှတ်လက္ခဏာကိုရှာတွေ့ရာနေရာနှင့်ဆုံးဖြတ်ချက်များချမှတ်ရာနေရာဖြစ်ကြောင်းရှင်းပြခဲ့ပြီး အ내ဆိုင်ဆုံးစိတ်နှလုံးသို့ပြန်သွားခြင်းဖြင့်သာစစ်မှန်သောဂေဟဆိုင်ရာအတွင်ပြောင်းလဲမှုဖြစ်ပေါ်လာနိုင်သည်ဟုဝတ်ကြားခဲ့ပါသည်။ဤအတွင်ပြောင်းလဲမှုသည်အချက်လက်များစုဆောင်းခြင်းမှ view ဆိုင်ခြင်းသို့တဘာဝပိုင်းဝင်းခြင်းဆိုင်ရာဆွေးနွေးခြင်းမှယုံကြည်ခြင်းနှင့်ဘုရားသခင်ကိုချစ်ခြင်းမေတ္တာဖြင့်လှုံ့ဆော်ပေးသည့်နေထိုင်မှုပုံစံများသို့ပြောင်းလဲခြင်းကိုဆိုလိုကြောင်းဆက်လက်မိန့်ကြားခဲ့ပါသည်။အိုယမင်းကြီးဖရန်စစ်ကသူတော်စင် အစီစီမျိုးသားဖရန်စစ္စကိုကိုးကား၍ဂေဟဗေဒဆိုင်ရာစိုးရိမ်ပူပန်မှုဆင်းရဲသားများအတွက်တရားမျှတမှုလူမှုရေးဆိုင်ရာဂရိကဝတ်ပြုမှုနှင့် အတွင်းစိတ်ငြိမ်းချမ်းရေးတို့သည်ခွဲခြား၍မရကြောင်း ပါဝင်ဆွေနွဲသူများအားဟောရန်မင်းကြီးလီယိုကသတိပေးခဲ့ပါသည် COP30 နှင့်ကုလသမဂ္ဂ၏2026ခုနှစ်ရေညီလာခံအပါအဝင် လာမည့်ကမ္ဘာလုံးဆိုင်ရာထိပ်သီးအစည်းအဝေးများကိုမျှော်ကြည့်ရင်း ကဘာမြင်နဲ့ဆင်းရဲသားများမိသားစုများဒေသခံတိုင်းရင်းသားလူမျိုးများ မတော်တဆရွှေ့ပြောင်းနေထိုင်ရသူများနဲ့ကဘာတဝမ်းရှိယုံကြည်သူများ၏အဟိတများကိုနားထောင်ရန်ခေါင်းဆောင်များအားပုံရံမင်းကြီးကတိုက်တွန်းခဲ့ပါသည်။ဤကုန်းချုပ်တွင် ပုံရံမင်းကြီးလီယိုကအီမေးခွန်းကို မေးခဲ့ပါသည်။ဘုရားသခင်ဖန်ဆင်းထားသောဤကဘာလောကကြီးကို ကျွန်ုပ်တို့စိုက်ပျိုးပြီးဂယုစိုက်ခဲ့ပါရဲ့လား။ ငါတို့၏ညီကိုမောင်နှမများကိုဂရုစိုက်ခဲ့ပါရဲ့လားဟုဘုရားသခင်ကငါတို့ကိုမေးလိမ့်မည်။ငါတို့၏အဖြေသည်ဘယ်အရာဖြစ်မည်နည်းဟုပုံရံမင်းကြီးလေယိုဤမိန်ကွန်းကိုအဆုံးသတ်ထားကြောင်းဗာတီကန်သတင်းဌာနကဖော်ပြထားပါသည်။ဒီတွင် Radio Veritas Asia အာရှသမတရားအသံလွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအသံလွှင့်လုပ်ပြီးပါသည်။ ဩဒရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ